သောတာရှင်များအားလုံးပဲမင်္ဂလာပါ။ဒရကဲကျမ်းမာရေးအစီအစဉ်ကိုတင်ဆက်ပေးပါတော့မယ်။ဆရာကြီးမင်္ဂလာပါ။မင်္ဂလာပါကိုချမ်းရေး။ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ရဲ့တော်လှန်မိဘပြည်သူညီကိုမောင်နှမများအတွေ့ခယူပင်ဆေးဘက်ဝင်အကြောင်းကိုလက်ကမ်းဆေးပညာမှ မျှဝေတင်ပြသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ခယူပင်ရဲ့အစွမ်းတက်တီတွေကဘာတွေလဲဆိုတာပြောပြပေးပါဦး။ခယူပင်ကိုသိပ်ပန်လို Pluhia indica လို့ခေါ်ပြီးအင်္ဂလိပ်လို India Comfort Way, India Flavin အိန္ဒိယပလူဟီယာစသဖြင့်မျိုးမျိုးခေါ်ကြပါတယ်။ခရူပင်မှာပရိုတင်း၊အမြင့်ဓာတ်၊ကစီဓာတ်၊ကယ်ဆီယမ်၊ဘီတာကာရိုတင်းနဲ့ဗီတာမင်စီစတဲ့အာဟာရသတ္ထုဓာတ်များနဲ့လစ်ကနန်၊တာပင်နီ၊ဘင်ဇနွိုက်၊အယ်ကင်နီ၊စတီယောဖီနောစပိုနင်တန်နင်အယ်ကာလွိုက်ဂလူကိုဆိုက်စတဲ့ကျန်းမာရေးအကျိုးပြုဓာတုဓာတ်ပေါင်းများပါဝင်ပြီးရောင်ရမ်းမှုကိုစန့်ကျင်ခြင်းတွေးတွင်းအစီကျစေခြင်း သွေးတွင်းတကြားဓာတ်ကို ထိမ့်ညိပေးခြင်းစီးရွှင်စေခြင်းအသက်ကျန်းမာရေးကိုမြင့်တင်ပေးခြင်းပိုသက်ဆေးပိုသက်ဆေးအနိသင်ရှိခြင်းဓာတ်တိုးဆန့်ကျင်ခြင်းအဖျားကျစေခြင်းအစိတ်ကိုလျှော့ချပေးခြင်းစတဲ့အစွမ်းအနိသင်များရှိပါတယ်။ QA ရဲ့ဘယ်စိတ်ပိုင်းတွေကိုစိဘက်ဆိုင်ရာမှာအသုံးပြုလို့ရတယ်ဆိုတာကိုလည်းပြောပြပေးပါအောင်ဆရာ။စိဘဆိုင်ရာမှာခယူပင်ရဲ့အရွက်အမြင့်နဲ့အခောက်တို့ကိုတုံးဆွဲကြပါတယ်။ ်ခီယူဝင်ရဲ့အစိပ်ပိုင်းတွေကိုအသုံးပြုပြီးတော့ကုသနိုင်တဲ့ယောဂါတွေကိုလည်းပြောပြပေးပါဦးကိုပူဖျားနာခြင်းအတွက်ခယူရွက်ပြုတ်ရည်တခါတော့ရင်းနှွေးချမ်းပကံတစ်ခွက်ကိုငရုတ်ကောင်းမွန်ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီးတစ်နေ့နှစ်ကြိမ်သုံးကြိမ်တောက်ပေးနိုင်ပါတယ်အစာအိမ်အားနည်းခြင်းနဲ့အချင်းပေါက်ခြင်းတို့မှာခယူရွက်ပြုတ်ရည်တခါတော့ရင်းနှွေးချမ်းပကံတစ်ခွက်ကိုစနွေးမွန်ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီးတစ်နေ့နှစ်ကြိမ်သုံးကြိမ်တောက်ပေးနိုင်ပါတယ် အေးမိခြင်းအတွက်ခရူရွက်ပြုတ်ရည်အငွေ့ကိုရှူပေးခြင်းဖြင့်တက်တာမှုရစေနိုင်ပါတယ်။အရေပြားရရဏာတွေမှာခရူရွက်တတ်ထုရည်ကိုအုံစီနဲ့ရော့ဆက်ပြီးလိမ့်ကြံပေးနိုင်ပါတယ်။လေကောင်းယောဂါမှာလက်ဆက်တဲ့ခရူရွက်ကိုစားတောက်ပေးခြင်းခရူရွက်တတ်ထုရည်ကိုအုံစီအနေငယ်နဲ့ရော့ဆက်ပြီးစအိုဝါမှာလိမ့်ကြံပေးခြင်းပြုလုပ်နိုင်ပါတယ်။ပန်းနာရင်ကျက်ချောင်းဆုနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများမှာ ခရွရွဲ့ပြုတ်ရင်ကြကြကိုတခါတော့ရင်နွေးချမ်းပကံတဝက်တနည်းနှစ်ကြိမ်သုံးကြိမ်တောက်သုံးပေးနိုင်ပါလေဝမ်ကိုက်ယောဂအတွက် ခရွရွဲ့တတ်ထုရင်ဟင်းစာစွန်းတစုံကိုရှင်နွေးမုံကော်ဖီတစုံနဲ့တနည်းနှစ်ကြိမ်မှလေးကြိမ်အထိတောက်သုံးပေးနိုင်ပါလေခရွရွက်ကို ပုံမှန်စားတောက်ပေးခြင်းက အမျိုးသားများမှာစိတ်ကြိတ်ယောဂါကိုဟန်တာပေးပါတယ်။ဒူလာညောင်းညာကြိုက်ခဲခြင်းများမှာ